Hello everybody good morning ကျွန်တော်တို့အခုဒီနေ့ဒါရောက်ရှိနေတဲ့နေရာတော့ဂျာမနီနိုင်ငံရဲ့စတုတ္ထမြို့တော့ဖြစ်တဲ့ခရုံမြို့ကိုရောက်ရှိပြီးတော့ဒီမြို့ကိုရောက်လို့ရှိရင်မဖြစ်မနေသွားရမယ်တရားတခုရှိပါတယ်အဲ့ဒီတရားကတော့ကျွန်တော်တို့ဟိုအွန်ဇွန်လို့ခေါ်တဲ့ဒီရှိအောင်တရားကြီးဖြစ်ပါတယ်အဲ့တရားကြီးကိုကျွန်တော်တို့တင်စားခေါ်ပေါ်ကြတာကတော့ အချစ်တရားလို့လည်းခေါ်ပါတယ်ဗျာဘာလို့လဲဆိုအဲ့တရားကိုရလို့ရှိရင်ရောက်တဲ့သူတွေက talk talk clock လေးတွေကိုချိတ်ဆွဲပြီးတော့မှအဲဆူထောင်းကြတာပေါ့နော်လောလောဆယ်ကျွန်တော်တို့က talk clock မပါဘူးဒါဒါဆိုလို့ရှိရင်ဒါခုံးမျိုးရဲ့ပူရာယုံကြီးရဲ့အနီးနားမှာလည်းရှိသလိုလူရဲ့နှစ်ပေါင်း600ကျော်လောက်ကကြံခဲ့တဲ့ကက်တရယ်ဖျားရှုပ်ကိုကြောင်းရင်းလည်းရှိပါတယ်ရမ်းလာတယ်ဒါမှကြည့်ပါဦး ကိုမျိုးရဲ့အထင်ကနှစ်ခုတရားနဲ့ဒီကိုရုံမျိုးကြီးပေါ့နော်โอเคတရားပေါ့သွားလဲရမယ်ဒီငယ်လေးလည်းပါပါတယ်မနန်းလည်းပါပါတယ်ဒီမှာတော့အေးရပြနော်အဲ့တရားဒါမင်းယုတ်ကြည့်လက်ရှိရ ဘာလို့ဒီတရားကြီးကိုလာရတာလဲဆိုတော့ရည်ရွယ်ချက်ရှိတယ်ပြောရရင်ပေါ့လေဟောစီကစစ်တမီမျိုးကတရားကြီးကိုမသွားရလို့ဒီတရားကိုလာတာအတကားစားလာပါမဟုတ်ပါဘူးဒီတရားကထူးခြားပါတယ်ထူးခြားတာလေးတွေကျွန်တော်ပြမယ်နော်ဟောဘာလဲစစ်တမီဘင်းနာအော်ပရာပြဿယုံဘင်းနာကြီးကြီးတရားကြီးကြီးဒါတော့အပွားပြူးလေးပါ ကားသမားကျွန်တော်တို့ဟိုးနားမှာ drop လုပ်ပေးတယ်ဒီညမှာကားရချင်နိုင်ရလို့မရဘူးဗောလေဒီနားကနေကျွန်တော်5မိနစ်ပဲရှောက်ရတယ်လမ်းလေးကိုဖြတ်ကူးလိုက်ရုံပဲနော်ကဲအပေါ်သွားမယ်ဆိုတော့တော်လေးကြီးလာပြီးတော့ဒီမှာချိန်ထားလို့ရပါတယ်ပြီးစုပေါင်းလို့ရပါတယ်တရားနာမည်ကတော့ဒါ left bridge ပေါ့နော် ရှိပါတယ်နော်ဒီမျိုးတောင်းရှင်မပြစ်မနေလာရောက်လက်ပတ်တဲ့နေရာနှစ်နေရာရှိပါတယ်ခင်ဗျာနော်ဂျာမနီနိုင်ငံဒါကျွန်တော်တို့အာမြို့လေကောင်ဟောပေါ့ဂျာမနီနိုင်ငံရဲ့အာကိုလုံမြို့လေကောင်ကိုဖြတ်တန်းစီးဆင်းလာတဲ့ ride မြစ်ဖြစ်ပါတယ်ဒီ ride မြစ်ကြီးဟာဆိုလို့ရှိရင် Airbus တောင်တန်းတွေကိုပါဖြတ်တန်းစီးဆင်းလာတဲ့အထင်ကြီးမြစ်ကြီးတစ်စင်းဖြစ်တယ်လို့ကျွန်တော်တို့ကုန်းလန်း ို့ဒီရေလန်းပို့ဆောင်ရေးမှာလည်းအဓိကအားထားရတဲ့မြစ်ကြီးတစ်စင်းပေါ့ဗျာနော်အဲအခုဒါဒီတရားကြီးတကယ်တကယ်ဟိုလာတယ်ကြီးကြီးပဲဒါဒုတိယကမ္ဘာစစ်တည်းကခြံခဲ့တဲ့တရားကြီးပါပဲဒီတရားကြီးကဒီမှာကြည့်အောင်ဟာတော်ရီတော်ရီတော်ရီညာကြီးစစ်သားဂျာအာလ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 ာညာကြီး ဒရိုင်းနေကြည့်ပါဒါတော့နော်ဥရောပမှာနိုင်ငံပေါင်းစုံဖြတ်တန်းစီစဉ်သွားတဲ့ရိုင်းမျိုးဖြစ်ပါတယ်